ဆက်ပြောမယ့်အပိုင်းကတော့ C သုံးလုံးပေါ့နော် collaboration coordination cooperation ပိုင်းမှာဒီထဲမှာအဓိကအများဆုံးပြောမှာကတော့ coordination အပိုင်းကို ပြောသွားပါမယ် coordination ပြောရင်းနဲ့ကြာနေတဲ့နှစ်ခုပါပါသွားလိမ့်မယ်နော်ဆိုတော့ဘာလို့ coordination ကိုအဓိကထားပြီးပြောလဲဆိုတော့ teamwork လုပ်တဲ့အခါမှာ coordination ဆိုတဲ့ညီနိုင်ဆောင်ရွက်ခြင်းဆိုတာကြီးကအဓိကကြားတဲ့အပိုင်းကဒါပါနေတဲ့အတွက်ပါလူတယောက်နဲ့တယောက်လုံးရတယ်ဆိုတဲ့ဟိုကအတူတူလုံးလုံးရတယ်ဆိုတဲ့ဟိုကညီနိုင်ရတဲ့အပိုင်းဒီအာအနည်းနဲ့အများပါလာမှာပဲဒီတော့ coordination ဆိုတဲ့ညီနိုင်နိုင်စွမ်းရှိဖို့အတန်ရေးကြည့်ပါတယ်ဆိုတော့ coordination ကိုစပြောတော့မယ် coordination ဆိုတာဒီလိုချင်တဲ့အရာတစ်ခုကိုရဖို့အတွက်တည်တည်ချာချာ နော်ကြိုးပမ်းအားထုတ်ပြီးလှုပ်ဆောင်ရတဲ့အကွက်ချပြီးလိုရတဲ့ကိစ္စတရက်ပါအကြုံတလို့လှုပ်လို့ရတဲ့ကိစ္စမဟုတ်ဘူး coordination ဆိုတာတေချာစီစဉ်ပြီးတော့ကိုအခုညှိတော့မယ်နော် coordinate လုပ်တော့မယ်ညှိနိုင်ကြတော့မယ်ဘာဖြစ်လို့ညှိနိုင်မှာလဲဒါရအောင်လို့ဆိုပြီးတော့နော်ရကျင်တဲ့အရာတစ်ခုခုပေါ်မှာအခြေတည်ပြီးတော့မှဘယ်လိုပြောဆိုညှိနိုင်ရမလဲဆိုတဲ့ဥစ္စာလေးကိုတေတေချာချာစီစဉ်ပြီးတော့လှုပ်ဆောင်ရတာဟာ coordination ပါဆိုတော့ coordination သာမရှိလို့ရတော့เนาะ coordination မရှိရင်လုံနေတဲ့လုံဆောင်ချက်တွေဟာကမောက်ကမတွေဖြစ်ကုန်နေမယ်เนาะ team work လုံနေတယ်အချင်းချင်းတယောက်နဲ့တယောက်ညှိနှိုင်းဆောင်ရွက်ခြင်းမရှိဘူးဆိုလို့ရှိရင်ဒီရလတ်တွေဟာဒီဗျယ်လျန်းတွေဖြစ်နေလိမ့်မယ်ကမောက်ကမတွေဖြစ်နေလိမ့်မယ်အဲ့ဒါကြောင့်မလို့ team work မှာဒီ coordination ဆိုတာမတန်ရေးကြီးပါတယ်ဒါကြောင့်မလို့ teamwork ရဲ့ဒီဒုတိယပိုင်းမှာ coordination ဆိုတာပြောရတာဖြစ်ပါတယ် coordination နဲ့ဒီ cooperation ဆိုတာတချို့လူတွေကသဘောတရားချင်းမတိမ်မယိမ်းနဲ့ယူဆပြီးပြောကြတာရှိရဲ့တချို့ဟိုပညာရှင်တွေကလည်းတစ်ခုနဲ့တစ်ခုရှေ့စင်းနှောင်းဆင့်လောရမယ့်အချက်လို့လည်းပြောကြတယ်။ရှေ့စင်းနှောင်းဆင့်လောရမယ့်အချက်လို့ပြောတဲ့ပညာရှင်တွေကပထမအဆင့်အနေနဲ့ဘာလောရမလဲဆိုလို့ရှိရင်သူတို့က cooperation ကိုအရင်လုပ်ရမယ်တဲ့ cooperation ဆိုတာဟိုပူးပေါင်းဆောင်ရွက်ခြင်းဆိုတဲ့သဘောတရားပေါ့ဟိုတခြားလူတွေနဲ့လည်းပူးပေါင်းဆောင်ရွက်လို့တဲ့စိတ်ဓာတ်เนาะ willingness ဆိုတဲ့ဆန္ဒအပေါ်မှာခြေခံပါတယ်ဆိုတော့ cooperation ဆိုပြီးတော့ဟိုဖြစ်ပေါ်လာဖို့အတွက်ပူးပေါင်းဆောင်ရွက်လူစိတ်ဆိုတာရှိဖို့ရည်ကြီးပါတယ်เนาะစိတ်ကအရင်လာတယ်เนาะအားလုံးပဲသိတဲ့အတိုင်းပဲ ီရုပ်ပိုင်းဆိုင်ရာပူပေါင်းမှုဟာစိတ်ပိုင်းဆိုင်ရာပူပေါင်းမှုအကျင်လာတာเนาะစိတ်ပိုင်းဆိုင်ရာပူပေါင်းမှုမရှိရင်ရုပ်ပိုင်းဆိုင်ရာဘလောက်ပူပေါင်းပူပေါင်းတော့မအောင်မြင်တတ်ဘူးအဲ့တော့ကျွန်တော်တို့ဒီ cooperation spirit ရှိဖို့လိုပါတယ်ပူပေါင်းဆောင်ရွက်လို့စိတ်ရှိဖို့လိုပါတယ်ဥမာ ABC သုံးယောက်ပေါင်းပြီးတော့အလုပ်လုပ်ကြမယ်နော်ပေါင်းပြီးလှုပ်လှုပ်ကြမယ်ဆိုတော့စနစ်တကျနဲ့ဟိုဟာလေးကဘလို့ဒီအကျိုးမြတ်ကိုဘလို့ခွဲယူကြမယ်လှုပ်တာဝန်အဖြစ်ဘယ်ကဲ့သို့ဆိုပြီးတော့ coordination မတိုင်ခင်မှာ A ရလဲ B နဲ့ C နဲ့ C ရလဲ A တို့ B တို့နဲ့ပူးပေါင်းဆောင်ရွက်လူစိတ်တွေအပြည့်ရှိမှကျွန်တော်ညှိလို့ရတာเนาะဆိုတော့ကျမတို့ဒီတာဝန်တွေရပိုင်ခွင့်တွေဒါတွေမပြောခင်မှာပူးပေါင်းဆောင်ရွက်လူစိတ်ဒါရှိဖို့လိုတယ် ဥပမာမြန်မာနိုင်ငံမှာနေထိုင်တဲ့မြန်မာနိုင်ငံသားတယောက်အနေနဲ့ဘာရပိုင်ခွင့်တွေရှိမှလဲဘာတာဝန်တွေယူရမလဲဆိုတာကိုမပြောခင်မှာမြန်မာနိုင်ငံသားအနေနဲ့မြန်မာနိုင်ငံကိုချစ်မြတ်နိုးတဲ့စိတ်မြန်မာနိုင်ငံကိုကောင်းစေခြင်းနဲ့စိတ်အခြေခံလေးအရင်ရှိဖို့လိုပါတယ် နော်အဲ့ဒီစိတ်ကလေးရှိလို့ရှိရင်ဒီတာဝန်ကိုယူရဆိုလဲယူမှာပဲဟိုတာဝန်ကိုယူဆိုလဲယူရမှာပဲနော်လိုလိုလားလားနဲ့ကိုအာဒါညှိလို့ရတဲ့ကိစ္စလေးဖြစ်လာလိမ့်မယ်အဲ့တော့ညှိတယ်ဆိုတော့အဆင်မရောက်ခင်မှာနော်ကျမတို့ဒီကိုဒါဘာအတွက်လုံနေတာလဲဆိုတဲ့အချက်ကိုသေချာနားလည်ပြီးတော့ဒါပူပေါင်းဆောင်ရွက်လူစိတ်လိုလိုလားလားနဲ့ပူပေါင်းဆောင်ရွက်လူစိတ်ရှိဖို့ဆိုတာအဓိကကြပါတယ်အဲ့ဒါကြောင့်မလို့ cooperation ကို coordination ရဲ့ foundation အခြေခံချက်ဆိုပြီးပြောကြပါတယ်။ coordination သည်အလုပ်လုပ်ဖို့ရာအတွက်ညှိရတာနော်။ညှိမှဖြစ်မယ်။မညှိလို့ကလည်းမရဘူး။မညှိထင်းတယ်လို့ရှောက်လို့ကုန်ရင်ကမောက်ကမဖြစ်မယ်ဆိုတာလည်းပါပြီးသား။အဲ့တော့အဲ့လိုညှိဖို့ရာအတွက်ညှိနိုင်ခြင်းရဲ့အခြေခံသည် cooperation မှာ cooperation ဆိုရဲအဆင့်ကိုနော်မလုပ်ဖဲနဲ့ coordination သတ်လုပ်လို့ရှိရင် ကျမတို့အချိန်ကြာတတ်ပါတယ်။နော်။ဟိုနားလည်မူရဖို့အတွက်က အရင်လှုပ်ဖို့ဖြစ်နေတာဆိုတော့လေဆိုတော့အဲ့အကြောင်းမလို့အဲ့မတိုင်ခင်မှာညှိနှိုင်းလိုစိတ်ကလေးများရှိလာမယ်ဆိုရင် နားလည်မှုယုံကြည်မှုတည်ဆောက်ရတာလည်းတိတ်မကြတော့เนาะအဲ့တော့ဒီ coordination မတိုင်ခင်မှာ cooperation ရှိဖို့လိုပါတယ်ဆိုတော့ cooperation နဲ့ coordination နှစ်ခုကိုနိုင်ရှင်ပြီးတော့ဘယ်လိုပြောထားလဲဆိုရင် coordination မရှိဘဲနဲ့ နော် cooperation လုပ်နေတာဟာအသီးမရှိတဲ့အပင်လိုပဲအပင်တစ်ခုရဲ့အဲတံပိုးဒီအသီးနဲ့ဒါတီးပင်ဆိုရင်ပြောတာနော်ဟိုအရိပ်ရပင်နေမပြောပါဘူးတီးပင်ဆိုရင်ဟိုသူကအသီးတီးမှတံပိုးရှိတာအကဲ၍ကျမတို့ဒီနဲ့ cooperation ပဲလုပ်နေတယ်ဆိုရင် အပင်တော့ကြီးထွားလာပါရဲ့အပင်ကြီးထွားတယ်အပင်ကအပင်ရဲ့အလုပ်ကိုလုပ်တယ်အပင်ကြီးထွားတယ်ဒါပေမဲ့အသီးမသီးတဲ့အတွက်ကြောင့်မလို့တံပိုးရှိတဲ့လောက်မရှိဘူးဆိုတဲ့ပုံစံမျိုးဖြစ်သွားမယ်